အားလုံးပဲမင်္ဂလာပါ ကောင်းလိုက်တဲ့တရင်ကြီးကွာကျွန်တော်တို့မေလတရက်နဲ့မှကောင်းဆုံးတရင်လို့ပြောလို့ရတဲ့တရင်တစ်ပုတ်ဖြစ်နေတယ်ပေါ့အဲ့ဒီကိစ္စကြီးကပါလဲဆိုတော့ UK ရင်းနဲ့ US အကြားမေရှားတတု deal ကိုနော် sign လုပ်ဖို့သဘောတူညီချက်တွေရသွားပြီဒါကတလကြောကြောနော်နှိမ့်နှိုင်းဆွေးနွေးတိုင်ပင်မှုတွေလုပ်ပြီးတဲ့နောက်ပိုင်းမှာ ်နိုင်ငံစလုံးကမေရှားတတုနဲ့ပတ်သက်ပြီးမှသဘောတူညီချက်တစ်ခုရလာခဲ့တယ်။ဒါတော့ကွာလုံးဝမေလတရက်နဲ့မှအကောင်းဆုံးသောတည်င်းဖြစ်တယ်။ဘာကြောင့်လဲသိလား။ US ကတရုတ်အပေါ်မြို့ခုမှုတွင်ကိုတော့လုံးဝကိုရက်တက်တော့မှတော့အသေးချပဲကွာ။ဒါကတော့လုံးဝကောင်းတဲ့တည်င်းဒီကိစ္စကြီးကလွန်ခဲ့တဲ့ကျွန်တော်ထင်တယ်လွန်ခဲ့တဲ့ဟာဒီအာ pop frenzy ရဲ့စာဖနာ အခါနာမှာ Trump နဲ့ Ukraine တွေ့ဆုံပွဲလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီဟိုဟာ Vatican မှာပေါ့နော်အဲ့ဒီလုံးဝ private meeting လို့ပြီးတဲ့နောက်ပိုင်းမှာအခုလိုမျိုးသဘောတူညီချက်ရသွားတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အခု Zelensky ကိုယ်တိုင်ကလည်း now 24နှစ်ရည်မှာ US ကိုသွားပြီးမှ sign to put အစီအစဉ်ရှိတယ်လို့ပြောကြတယ်ကွာနောက်ကလုံးဝအမိုက်ဆုံးဘာဖြစ်လို့လဲဆိုတော့တရုတ်ကြီးကကမ္ဘာရဲ့မေရှားတတုမှာထောက်ပံ့စု ဒီ export အများဆုံးဖြစ်နေတယ်80ရာခိုင်နှုန်းကြီးပေါ့နော်အခုကတော့ USC ကတရုတ်စီကနဲ့မေရှားတတုကမဝေတော့မင်းနဲ့ UK ရင်းနဲ့ site ထူတော့မယ်ဆိုတော့ UK ရင်းနဲ့ပဲတော်တော့မယ်ဆိုတော့ရုရှားရဲ့စီရေးကြီးကလည်းဒီထက်မကနော်ဒီ UK ရင်းနဲ့ US လက်တွဲသွားမယ်ဆိုရင်ပူတင်ဘက်ကဟိုရောင်ရောင်ဒီရောင်ရောင်လို့မယ်ဟိုချင်းဆွေးဒီချင်းဆွေးလို့မယ်ဆိုတော့ရုရှားဘက်ကလည်းကြဆုံးလိုက်ချင်းအများကြီးရှိလာတယ်ဒါကတော့အမြင်တစ်ချက်လေးပြောကြည့်တာပါကဲဘာဖြစ်ဖြစ်ကျွန်တော်တို့ ဗီဒီယိုကိုကြည့်ပြီးမှပဲအထူးတကွအားလုံးနဲ့နော်တက်တင်တဲ့တကွအကြည့်ပြီးမှမရှုစားကြည့်အောင်ပြီးတော့နော်ကုအတွေ့ကုအမြင်တွေကိုလည်းပြောချင်တယ်ဆိုတော့ comment မှာဝင်ရေးလို့ရပါတယ်ပေါ့နော်ကျွန်တော်ရဲ့ YouTube လေးကိုသဘောကျမိတယ်ဆိုတော့ subscribe လို့ page အပြအပြလို့ရပါတယ်ကျွန်တော်ကတော့နေ့တိုင်းကမ္ဘာသတင်းနဲ့ပတ်သက်ပြီးနော်ဘ ഹു ဒူရာတွေနဲ့ပတ်သက်ပြီးတင်ပြလည်းရှိပါတယ်ကဲဆက်လက်ကြည့်အောင် right Dakaró, ဒါကတော့ဂျပန်မျိုးကအခြေခံနေတဲ့ sorry Dakaró the ABC news this deal? In fact, Ukrainian officials say they want this arrangement signed in the next 24 hours, but the same could have been said for when Ukraine's leader Vladimir Zelensky flew to the White House to sign this same deal, and things spectacularly fell apart and did not go as planned. Now, What this deal means is that the US could access Ukraine's natural resources, its critical minerals, and it's seen as a way of strengthening economic ties between. Uh, the 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 မေရှာတတူနဲ့ပတ်သက်ပြီးမှတဘောတူငွေချက်တစ်ခုရသွားတယ်လို့ကျွန်တော်ထင်မိတယ်ပေါ့နော်ဆိုတော့ဘာပဲဖြစ်ဖြစ်အခုကတော့ရသွားပြီပေါ့နော် Uh, President Donald Trump uh, believes this is a way to gain access to more rare earth minerals, but also to pay back America for the military aid and support that it's provided in this war so far. At this stage, though, it does not appear that specific security guarantees will be included in this deal, and that is something that Vladimir Zelensky has been really pushing for uh, to get that more concrete assurance. All right, Dagaro, နော်ဒီ mineral deal မရှိတဲ့သူနဲ့ပတ်သက်ပြီးမှသဘောတူညီချက်တစ်ခုတော့ရသွားပြီဒါပေမဲ့ UK ရဲ့လူချင်းနေတဲ့ဒီအာ security guarantee ပေါ့နော် လုံချုံရေးအမခန့်ချက်တော့ US ကပေးမပေးဘူးလားဆိုတော့တိကျအရှင်းလင်းပြသတဲ့အဖြေတော့မတွေ့ရသေးဘူးပေါ့နော်ဒါကတော့တမျိုးကဲနောက်ထပ်တစ်ခုတချို့မိတယ်မှာပြောင်းကြည့်ရအောင်နော်ကဲ Crane an announcement comes on the heels of news the US economy shrank in the first quarter of 2025 for the first time in three years. Gross domestic product de declined three tenths of a percentage point. President Trump and his team are downplaying the significance of the number. Senior White House correspondent Jackie Heinrich starts us off tonight live from the North Lawn. Good evening, Jackie. Good evening, Brett. The U.S. and Ukraine finally inking that long-awaited so-called minerals deal, establishing an economic partnership in recognition of U.S. support to Ukraine. The Treasury Department So, in recognition of U.S. support to Ukraine, you know, Ukraine ko akay ma yati ko ati mapiu ra Edi mesha tatu ko na na ngaja tabo tungi chat lokay bibi, you signal to Russia that the US is committed to a peace that's centered on a free အာဆိုတော့ဒီကိစ္စကြီးကလေရုရှားကိုတနည်းအားဖြင့် message တစ်ခုပေးသွားတယ်ဆိုတဲ့သဘောပါဗောနော် signal တစ်ခုပေးသွားတယ်ဆိုတဲ့သဘောပါဆိုတော့ကျွန်တော်တို့ပေါ့ယူကရိန်းရဲ့ငင်းချိုင်းရဲ့လမ်းစဉ်မှာ US ကတကယ်ပဲ committed လုပ်နေတယ်เนาะလုံးဝ serious ဖြစ်နေတယ်ဆိုရက် message တစ်ခုကြီးကိုရုရှားကိုပို့ချင်တဲ့သဘောပါ Russian war machine, uh, or supplied it rather, will be allowed to benefit from Ukraine's reconstruction. This news is a bright spot after a cloudy GDP report today that the president blamed on his predecessor. That's Biden. That's not Trump, because uh, we came in on January, just the quarterly numbers. President Trump brushing off today's GDP report showing the US economy shrinking for the first time since 2022 in ဘာဖြစ်လို့လဲဆိုတော့အခုလိုလိုစီက US economy ကကျလာတယ်နော်လောဝအခုကျလာတယ် the first time ပေါ့နော် since 2022နောက်ပိုင်းမှာဒီတခါက၃နှစ်ကာလအတွင်းမှာပေါ့နော်တတော်ကြီးက US economy ပြီးကကျလာတယ်အဲ့ဒီကိစ္စကို Trump ကပြောခဲ့လဲဆိုတော့ဒီကိစ္စကကျွန်တော်အမှားမဟုတ်ဘူးပေါ့ကွာ Biden အမှားဖြစ်တယ်ဆိုမှပြောခဲ့တယ်ပေါ့နော် because imports surged at a 41% pace ahead of Trump's tariffs taking effect. Government spending also dropped. This is how bad the situation we are <inaudible> in. I'm going to say the economic chara sa chong phit le pa de ta khu lo shi ne de say the next quarter is sort of fine because it doesn't just happen on a daily or an hourly basis. Economists say the report exaggerates the troubles of the economy, but the Port of Los Angeles is bracing for a 35%. အဲ့ဒါထားပါတော့ဒီ economy ကိုထားပါတော့ကျွန်တော်တို့ mineral ကိစ္စပဲတွေ့ရအောင်။ quite long in the making there was some moments along the uh, hold, 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 hold on hold on hold on. We have been discussing here in Ukraine uh, and this ဒါကတခြား news မှာတော့ခုနကျွန်တော်ပြတ်နေတဲ့ news က source အကုန်လုံးမတူဘူးเนาะ BBC တို့ ABC တို့ Fox တို့ ဖြစ်နေကြတာပေါ့နော် uh and these negotiations that we have been discussing here on live now for months the rare earths minerals deal mm. with the United States and with Ukraine well we're coming on the air right now it has been signed this is breaking news here it has been signed no it has been signed guys so ဒီတစ်ခါကြီးကဒီကိစ္စအကြီးကကျွန်တော်တို့တလလောက်ကြာကြာဆွေးနွေးပြီးမှအငိမ့်နိုင်ခဲ့တာပေါ့အခုကတော့เนาะဒီ sign to be ပေါ့ကွာ and we heard in a video just posted from the Secretary of the Treasury, Scott Besson, uh, announcing some of the parameters and the particulars uh, of that said deal. Here's Secretary Besson. Let's listen. Okay. You US จะ impure ก็เนาะဒီ secretary ရဲ့ um treasury ရဲ့ secretary ကမပြောခဲ့လို့ကြည့်ကြအောင် President Trump's tireless efforts to secure a lasting peace I am glad to announce the signing of today's historic economic partnership agreement. Ah, so economic partnership agreement. Now, si puai ye le tui po pi yu ke rin ne na na the bo tu bi ma sign tu ke re chong gu chen lo chen ya ke ma piu Between the United States and Ukraine, establishing the United States Ukraine Reconstruction Investment Fund. Ah. This partnership allows the United States to invest alongside Ukraine. so any မျိုးလက်တွဲလောက်ဆောင်ဖို့တဘောတူညီချက်ဆိုင်ထူပြတဲ့ပိုင်းမှာဆိုရင်တော့နော် US ကလည်း UK ရင်းရဲ့အရေးမှာတရားဝင်အနည်းနဲ့ပါဝင်လှုပ်ရှားလို့ရနိုင်တဲ့အနည်းလမ်းတစ်ခုတော့ဖြစ်နေတယ်ပေါ့နော် Ukraine's growth assets mobilize American talent capital and governance standards that will improve Ukraine's investment climate and accelerate Ukraine's economic recovery. အဲဆိုတော့အဲ့ဒီကျွန်တော်တို့က Ukraine မှာအခုလိုမျိုးကြီးနေမြနိုင်မှုလို့ဒါသဘောတူညီချက်လို့ဒါက Ukraine ရဲ့ economic ချရှုံးနေတဲ့အောက်စာကြည့်ကျွန်တော်တို့ပြန်လေနလံပြန်ထူအောင်လုပ်နိုင်ဖို့ကူညီဖို့ရန်အတွက်လည်းဖြစ်တယ်ဆိုတာပြောလာတယ်ပေါ့နော် Development Finance Corporation will participate and help to establish this fund in collaboration with the government of Ukraine. Yep. Today's agreement signals clearly to Russian leadership that the Trump administration is uh, to the agreement signal clearly ဗောနော်ကျွန်တော်တို့ဒီနေ့ Ukraine နဲ့ US အကြားကသဘောတူညီချက်တစ်ခုလောက်တာက Russia ကိုနော်လုံးဝ signal တစ်ခုပေးချင်တာဖြစ်တယ်ဆိုမှပြောလာတယ်ဗောနော်ဆိုတော့ Trump ကြီးကဗောနော် to a peace process အဲ Trump ကတော့လုံးဝရင်းချိုင်းရဲ့လမ်းစဉ်ကိုကြိုက်တဲ့အကြောင်းကို Russia ကိုအတိပေးပါတယ်ဆိုတော့သဘောအနေနဲ့ကျွန်တော်တို့လောက်တာအဆုမပြောခပြောခဲ့တယ် sovereign and prosperous Ukraine over the long term. Wow. It's time for this cruel and senseless war to end. အဲဆိုတော့နော်ဒီလုံးဝအတိပင်မရှိတဲ့စစ်ပွဲကြီးကိုရက်တက်ဖို့ချိန်တန်လာပြီဆိုပြီးမှပြောလာခဲ့တယ်။ဆိုတော့တနည်းအားဖြင့်ကွာ US ကသူ့ရဲ့ business တွေက UK ရင်းမှာရှိသွားတယ်ဆိုပါစို့ကျွန်တော်တို့တနည်းအားဖြင့်ပြောရမယ်ဆိုတော့ဆိုရုရှားကတွားပြီးခဏခဏတွားတိုက်နေမယ်ဆိုရင်တော့ US ကလည်းလူအပ်ရင်စီးရဲအရာလေနော်လူအပ်ရင်တော့စီးရဲအရာ လှုပ်ဆောင်သွားမှာပါ။ဘာဖြစ်လို့လဲဆိုသူ့ရဲ့ interest တွေသူ့ရဲ့ project တွေကို UK ထဲမှာရှိသွားပြီကိုဆိုတော့ဒါကတနည်းအားဖြင့် Russia ကြီးကိုတကယ်ပဲခမရကငင်းချမ်းရေးကိုလူလာတယ်လူအပ်တယ်ဆိုတော့စီပွေကြီးကိုရတတ်တဲ့ဒါမှမဟုတ်ဘူး UK ရင်းကိုဆက်လက်တိုက်နေပဲဆိုတော့ကျွန်တော်တို့လည်းเนาะတရားတရားဝင်နည်းနဲ့ဝင်ပါမှဖြစ်တော့မယ်ဆိုတဲ့အခြေအနေကိုသူတို့က signal ပြလာပါပေါ့နော် one must stop Mm. and both the United States and the government of Ukraine look forward to quickly operationalizing this historic economic partnership for both the Ukrainian and American people. Wow. Okay, the message there from Secretary Besson, this was uh, quite long in the making. There was some moments along the way that we were not entirely sure if this would ever get done, if this would ever be a done deal. More statements in though from the Treasury Department and Besson himself. All right, all right. ကတော့မြားကြီးတို့ကဆွေးနွေးရရှိသေးတယ်။ကဲဘာဖြစ်ဖြစ်ဒီကိစ္စအကြီးကလုံးဝသတင်းကောင်းတစ်ခုတော့ဖြစ်နေတယ်။နောက်တစ်ခုကျွန်တော်ပြအောင်မယ်။အမ်နောက်တစ်ခုတစ်ချက်တော့ပြအောင်မယ်ပေါ့နော်။နောက်တစ်ခုက NBC ကပြောထားတဲ့ကိစ္စဖြစ်တယ်နော် NBC က NBC ကပြောနေတဲ့မီဒီယာတစ်ခုကျွန်တော်ပြောပြမယ် ကဲအခုကတော့ကျွန်တော်တို့အခြေခံဇေဘူးရအပစ်ကြည့်မယ်ဆိုရင်တော့အဲ့ဒီနိုင်ငံကြားကမေရှာတတူနဲ့ပတ်သက်ပြီးမှသဘောတူညီချက်တွေရခဲ့တယ်။ဆိုအဲ့ဒီသဘောတူညီချက်လုတ်ချင်းအဖြစ်ဒေါ်နယ်ထရမ့်ကလည်းရုရှားကို signal တစ်ခု ပေးတယ်လို့မျိုးဖြစ်နေတယ်။ကဲကျွန်တော်တို့က Ukraine နဲ့ partner လုပ်နေပြီ။လက်တွဲဖို့ဖြစ်နေပြီ။စီးပွားရေးလက်တွဲဖို့ဖြစ်နေပြီ။ဆိုတော့ main က Ukraine ကိုဒီတိုင်းဆက်လက်ပြီးစစ်မရက်ပင်နဲ့ဆက်လက်ပြီးတိုက်ခိုက်နေမယ်ဆိုတော့ ကျွန်တော်တို့ရဲ့အကျူးရှိအကျူးစီးပွားကိုရုရှားကထိခိုက်နိုင်ခြင်းရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့အတူအကျူးစီးပွားကိုရုရှားကထိခိုက်နောက်ရှက်ပေးမယ်ဆိုရင်ကျွန်တော်တို့ဘက်ကလည်းငင်းနေမှာမဟုတ်တော့ဘူးဆူတဲ့တဘောပါတနည်းအားဖြင့်ပြောရမယ်ဆိုတော့ဒါကြောင့် Trump ကပြောနေတယ်တကယ်ကြီးရုရှားကဒီစီရေးကြီးကိုရက်တက်စေချင်တယ်ဆိုရင်တော့ကျွန်တော်တို့ရက်တက်တင်ပဲဆိုတော့ပြောလာတယ်ဒါကတော့ Russian နဲ့ Ukraine အရေးမှာတော်တော်လေးအရေးပါနေတဲ့ကိစ္စတစ်ခုကြီးကိုအောင်အောင်မြင်မြင်လွတ်ဆောင်နိုင် ခေတ္တဟာကိုကျွန်တော်တို့ဝန်တာရမယ်ကိစ္စဖြစ်နေတယ်။ဂျန်နဲ့ပိုင်ရုရှားကြီးကဘာလို့မငြင်လို့မယ်ဆိုတာကတော့ different story ဖြစ်တယ်။ဒါကတော့တခြားပုံပြင်တစ်ခုဖြစ်သေးတယ်။ကျွန်တော်တို့လူအပ်တယ်ဆိုတော့ဒီကိစ္စကိုဆက်လက်ပြီးနောက်မှဆွေးနွေးမယ်ပေါ့။ကဲတစ်ခုကဒီကိစ္စကြီးကပြီးဆုံးသွားပြီ။ဒုတိယတစ်ခုက China ရေတရုတ်ရေးကြည့်ရအောင်။တရုတ်ကကဘာမှာမေရှားတတုက80ရာခိုင်နှုန်း80ရာခိုင်နှုန်းကျော်ကျော်ကို export လုပ်တဲ့နိုင်ငံဖြစ်နေတယ်။ USG ကလည်းတရုတ်အပေါ်မှာအရန်မြှခုလွန်းတယ်။ တရုတ်ရဲ့မေရှားတတုကိုပဲခဏခဏဝင်နေတယ်ဆိုတော့သူ့ရဲ့ technology သူ့ရဲ့ AI သူ့ရဲ့စီးပွားရေးထူးတက်မှုရအတွက်တရုတ်ရဲ့မေရှားတတုကအလူလူဂလူအပ်ခဲ့တာ US ကလည်းအခုကဘာဖြစ်သွားပြီလဲဆိုတော့ Ukraine နဲ့တွားပြီးမှမေရှားတတုနဲ့သဘောတူညီမှုရအပြည့်နဲ့ပိုင်းမှာ US ကတွားပြီးမှတရုတ်ကိုတွားဖားစရာမလိုတော့ဘူးတွားပြီးမိခူစရာလည်းမလိုတော့ဘူးဆိုတော့ပရိသတ်တော့မှမိသေးတာတော့မသိဘူးလွန်ခဲ့တဲ့နှစ်ပတ်တုန်းကတရုတ်ကြီးကဘာဖြစ်လဲ သူရောင်းနေကြတဲ့မေရှားတတု US မှာသူရောင်းနေကြတဲ့မေရှားတတုဂုံလုံးပိုက်ပလိုက်တယ်အဲတနည်းအားဖြင့်ပြောရမစင်းတရုတ်ကြီးက US ကိုဒဏ်ခတ်ပေးတယ်ပေါ့တော့လုံးဝဒဏ်ခတ်ပေးတယ်အကြောင်းတရုတ်ကြီးကသူ့မှာနော်သူ့ရဲ့မေရှားတတုကို US ကမယောတော့ဘူး US ကြီးကမယောတော့ဘူးတကယ်လို့မြတ်ဒီဟာအကြာကြီးနေမယ်ဆိုတော့ US ကလည်း quiet တက်နိုင်ချေရှိတယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ US ကလည်းသူ့ရဲ့ နီးပညာတွေ technology တွေ AI တွေเนาะစစ်လက်နက်တွေတူတက်အောင်လုပ်ချင်ချင်တယ်ဆိုတော့သူ့မှာလည်းမေရှားတတူလိုအပ်တာကိုအဲ့ဒီသူလိုအပ်နေတဲ့မေရှားတတူက China မှာရှိခဲ့တယ်။ဟော China ကြီးကလည်းအဲ့ဒါကိုပိတ်ပြီးတားဆီးခဲ့တယ်တန်ခတ်ခဲ့တယ်ဆိုတော့ US အတွက်လည်းကြာကြာလာမယ်ဆိုတော့ quantum တက်နိုင်ချေရှိတယ်။အခုကတော့အဲ့လိုဘူးစရာမလိုတော့ဘူးပေါ့တော့လုံးဝဘူးစရာမလိုတော့ဘူး။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ဆိုတော့ UK နဲ့ရသွားပြီဆိုရင်တော့ဘာလို့ဆက်လက်ဖြစ်ပြန်လဲဆိုတော့နောက်ထပ် NBC 뉴스의 법의 제국 지지야. Alright. 에, 디 딜가 봐래. 봐정 알아우티 얘기지라래. 두 심지라래. 그 또래고 강케네 나 통제 봐옹. ဲဆိုတော့ Ukraine ကတော့အဲ့ဒီကွာမေရှားတပ်ထုနဲ့ပတ်သက်လာရဲဆိုတော့အရန်ချမ်းတာတဲ့နိုင်ငံတခုဖြစ်နေတယ်ပေါ့နော် lithium titanium critical minerals for modern industry ဆိုတော့เนาะကျွန်တော်တို့လက်ရှိเนาะကျွန်တော်တို့ခက်ကြီးမှာတူးတက်ပြောင်းလဲနေတဲ့ခက်ကြီးမှာ foam တွေเนาะယထားတွေလက်နက်တွေလုတ်မယ်ဆိုတော့အဲ့ဒီမေရှက်တတုကမရှိမဖြစ်လိုအပ်နေတဲ့ကြိယာတစ်ခုဖြစ်နေတယ်ပေါ့ green transition to make things like wind turbines oh ခုနခုနလိုမျိုးပေါ့နော် wind turbine လို့ဖူရအတွက် measure တတ်တူလိုအပ်နေတယ် EV လို့ဖူရအတွက် Tesla လို့ဖူရအတွက် measure တတ်တူလိုအပ်နေတယ်ဟယ်လိုအဲ့အဲ့အကသူတို့အတွက်ကွာ American နိုင်ငံအတွက်တူးတက်ပြောင်းလဲမှုရအတွက်တတော်ကြီးကူလိုအပ်ခဲ့လို့စာဖြစ်တယ်အခုကတော့ Donald Trump ကြီးက Ukraine မှာရှိနေတဲ့ measure တတ်တူကြီးကိုသူက access သွားပြီးမှလုတ်ပိုင်ခွင့်ရှိလာပြီပေါ့နော်

တဘောတူညီချစ်ရတာမျိုးက reimbursement ပေါ့နော်ကျွန်တော်တို့ငွေကျွန်တော်တို့ငွေကိုပြန်ယူရဲဆိုတဲ့သဘောမျိုးပေါ့ကွာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က66.5 billion G ကိုနော်အဲ့ဒီ Ukraine နဲ့ Russia စစ်ရေးမှာနော်စစ်ရေးအကူအညီပေးခဲ့ရဲဆိုပြီးမှ Trump ကတော့ပြောလာတယ်ပေါ့နော်သူတို့ရဲ့ website မှာရေးထားတဲ့ဥစား created three years ago. Going forward, this deal creates a fund that allows the American side to classify new military assistance to Ukraine. Hey, so. အခုကွာ UK ရနဲ့သဘောတူညီချက်ရပြီးပြီဆိုတော့ US ဘက်ကလည်းတေချာတယ် UK ရင်းကိုစီရေးအကူအညီတော့ဆက်လက်ပြီးပေးဆောင်သွားမှာပါထောက်ပံ့သွားမှာပါ But money the money gave Ukraine in the past few years will not be subject to the terms of this deal, which means Ukraine will not be on the hook for all those back payments. Uh, so, အလုံးခဲတဲ့၃နှစ်ကာလအတွင်းမှာ US ကပေးနေတဲ့ဖက်ဆန်တွေကို Ukraine ကပြန်ဆက်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒီအဲ့လားကတော့ Ukraine အတွက်လုံးဝအောင်မြင်မှုတစ်ခုအမျက်အမျက်ကြီးတစ်ခုဖြစ်နေတယ်ပေါ့ဆူလူတဲ့သဘောကကွာလုံခဲတဲ့၃နှစ်က US က Ukraine ကိုငွေအများကြီးထောက်ပံ့ပေးခဲ့တယ်ကွာ တန်းနဲ့ချီပြီးထပ်ပတ်ခဲ့တယ်အဲ့ဒီတန်းနဲ့ချီပြီးထပ်ပတ်ပေးခဲ့တဲ့ငွေတွေကို UK ရင်းက US ကိုပြန်ဆက်စရာမလိုတော့ဘူးပေါ့နော်အခုကသူတို့ကမေရှက်တပ်တွေနဲ့တဘောတူငွေချေရသွားပြီဆိုတော့ဆိုတော့ဒါကတော့ UK ရင်းတော်မီမှုတစ်ခုကြီးဖြစ်လာတယ်ပေါ့နော် Russian forces continue to batter Ukrainian civilian areas. The deal will last 10 years and all the profits. အဲအဲ့ဒီတဘောတူငီချက်ကစနစ်ကြမှာနော်အဲ့ဒီစနစ်ကြမှာနော်စနစ်စနစ်တာရင်းမှာ So အဲ့ဒီ fund ကလည်းတချို့ fund ကလည်း UK ring ကိုပြန်လေတိဆောက်ရဲ့အတွက်ပြန်သုံးမှာဖြစ်ဖြစ်တယ်ပေါ့အဲဆိုတော့အဲ့လာရင်ကိုလည်းအဲ့ဒီ UK ring ရဲ့ economy မှာရင်းနှီးမြှုပ်နှံမှုပြန်လုပ်မယ်ပေါ့ကွာ All right that's it beautiful people ဆိုတော့ Trump ရဲ့ plan ကဒါဖြစ်နေတယ် Yeah UK ring နဲ့ Measure the two the boat ငွေချရထားတယ်เนาะ ဆိုတော့ Ukraine ကအရင်တုန်းက US ကူညီပေးတဲ့ငွေတွေကိုပြန်ဆက်စရာမလိုတော့ဘူး။တခုတော့ရှိတယ်ဒီမှာ။သူတို့ကသဘောတူညီချက်ရဒါတော့ဟုတ်တယ်။ US ကလည်းအဲ့ဒီအမြင့်အကျူးတွေကိုအားလုံးက Ukraine ရဲ့ economy မှာပဲ investment လုပ်မယ်ပေါ့။တနည်းအားဖြင့်ပြောရမယ်ဆိုရင် Ukraine အတွက်လည်းအကျူးရှိစေမယ်။ US အတွက်လည်းအကျူးရှိစေမယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုကပါလဲဆိုတော့ China ကိုသွားပြီးမှမြေခူစရာမလိုတော့ဘူး။အခုကျွန်တော်တို့ပြောနေတဲ့လောက energy မှာပဲဖြစ်ဖြစ် EV မှာပဲ EV ကားမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကွာ technology နဲ့ဆိုင်တဲ့မြအရာအလုံးကအဲ့ဒီ measure တတုကနေလောက်ထားတာကွာအခုကျွန်တော်တို့ form တွေ microphone တွေ computer တွေနော်လက်နက်ကရိယာတွေတိုက်လေရင်တွေနော်မိယထားတွေနော်ဒင်ဘိုးတွေအားအစအရာရာကွာခင်ဗျားစဉ်းစားသင့်တလောက်ကွာဒီ technology နဲ့ဆိုင်ရအားလုံးကို measure တတုနေပဲလောက်ခဲ့တာကွာအခုကတရုတ်မှာသွားပြီးမှပူပေါင်းဆရာမလို့တော့ပေးနေ AACC ယူကေရင်းနဲ့တခြားနိုင်ငံတွေမှာဟောအော်စတြေးလျတို့ဟောအာဖရိကအိန္ဒိယတို့မှာထရမ့်ကတော့ပြောင်းရွှေ့ဖို့လားလားရှိတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရုတ်က US အပေါ်မှာဒန်ကတ်ပေးတာမအောင်မြင်ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်တကယ်လို့များ UK ရင်းကဒီမေရှာတထုနဲ့ပတ်သက်ပြီးသဘောတူညီချက်မလုပ်ခဲ့ဘူးဆိုရင်တော့ တရုတ်ကြီးရဲ့လောက်ရကြီးကအောင်မြင်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ US ကဘေးနိုင်ငံမှာသွားရှာမှာလေရှာမဲ့ချိန်ကလေးကြာတယ်ကွာ။အဲ့ဒီချိန်တွေကာလတွေမှာသူတို့ကနိုင်ငံတစ်ခုရဲ့ထွက်တက်မှုကတရက်လင်းနားရင်တောင်မှကြာဆုံးမှုတွေအများကြီးရှိလာခဲ့တယ်ကွာ။တရုတ်ကြီးကအဲ့ဒါ US အားနည်းချက်ကိုသွားတွေ့ပြီးမှကဲမင်းတို့ကျွန်တော်တို့အပေါ်မှာအခွင့်အရေးကောက်နေမယ်ဆိုရင်ကျွန်တော်တို့ကလည်းခင်ဗျားတို့ကိုနော်မေရှက်တတုမရောက်တော့ဘူးဆိုပြီးမှဒဏ်ခတ်ပေးတယ်ပေါ့တရုတ်ကြီးက US ကို เนาะဒီလူသားကြာကြာနေမယ်ဆိုတော့ US ကလည်း quiet တိုင်းချေရှိဒါပေမဲ့အခုကတော့ US ရဲ့တိုင်ခတ်မှုကအောင်မြင်မှုရှိတာဆိုမရှိဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ Ukraine ကသဘောတူသဘောတူညီပေးပြီလေ Ukraine ကကဲမင်းလူချင်နေတဲ့မေရှားတပ်တို့ကျွန်တော်တို့ပေးမယ်ဆိုပြီးမှ Ukraine ကသဘောတူညီချက်ဆိုင်ထုတ်ခဲ့ပြီလေဆိုတော့တရုတ်ရဲ့လို့ရကြီးကအောင်မြင်လာဆိုအောင်မြင်မနေဘူးပေါ့ဆိုတော့တရုတ်ကဆက်လက်ပြီးပါလို့ဖြစ်သွားမလဲဆိုကျွန်တော်တို့စောင့်ကြည့်ရုံပဲရှိသေးတယ်ပေါ့နော်ကဲဒါကတော့လုံးဝကောင်းတဲ့သတင်းပါနောက်တစ်ခုကမမေ့ဘူးကျွန်တော်ပြောချင်တယ် ကျွန်တော်တို့မြန်မာနိုင်ငံကနေမေရှားတတု90ရာခိုင်နှုန်းကကဘာမှာ export လုပ်နေတဲ့နိုင်ငံကကျွန်တော်တို့မြန်မာနိုင်ငံအလားကရှမ်းပြည်နယ်ကနေကချင်ပြည်နယ်ကနေလာနေတဲ့မေရှားတတုအဲ့ဒီ90ရာခိုင်နှုန်းတတော်များများကဘင်နေရရောက်သွားတယ်တရုတ်ပြည်ရောက်သွားတယ်အဲတရုတ်ပြည်ကသူရှိနေတဲ့မေရှားတတုနဲ့ပေါင်းပြီးမှ80ရာခိုင်နှုန်းကဘာမှာ export လုပ်နေတယ်တနည်းအားဖြင့်ပြောရမယ်ဆိုကျွန်တော်တို့ကနိုင်ငံတကာကကျွန်တော်တို့ကူတာမတိတာကျွန်တော်နိုင်ငံကူတာမတိတာကွာ တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကဘာကကျွန်တော်တို့ကူတာမတိတာကျွန်တော်တို့မြန်မာနိုင်ငံကူတာမတိတာဒါပေမဲ့တကယ်မေရှာတတူကိုအရှင်အမင်ထောက်ပေးတဲ့နိုင်ငံကကျွန်တော်တို့မြန်မာနိုင်ငံဖြစ်နေတယ်ဥပမာကနိုင်ငံခေါင်းဆောင်တွေကတော့တည်တည်မှာပေါ့ကျွန်တော်စလူတွေတဘောကနိုင်ငံတတော်များများကကျွန်တော်တို့ကိုမတိတာကျွန်တော်မြန်မာဆိုတာကွာနာမည်ကြီးရောတိတော့မတိတဲ့နိုင်ငံလူတွေများကြီးရှိတယ်ကွာဒါပေမဲ့ကပားမှာအရေးကြီးဆုံး နိပညာပိုင်းဆိုင်ရာမှာအရေးအရေးကြီးဆုံးလက်နက်အာဂရိယာနိပညာပိုင်းဆိုင်ရာမှာအရေးကြီးဆုံးဂရိယာတော့လက်နက်ပိုင်းဆိုင်ရာမှာအရေးကြီးဆုံးဂရိယာအဲ့ဒါတွေကိုထောက်ပတ်ပေးနေတဲ့နိုင်ငံကကျွန်တော်တို့နိုင်ငံတွေဖြစ်နေတယ်မေရှားတတုကအဲ့လောက်အထိရေးကြီးတာနော်ပေါ်တော့နိုင်ငံတစ်ခုရဲ့ဒုတက်ပြောင်းလဲမှုအကြီးတဟုံဟုံဒုတက်ပြောင်းလဲမှုအရေးရအတွက်မေရှားတတုကအဲ့လောက်အထိရေးကြီးတာနော်ကျွန်တော်ခဏခဏပြောနေတယ်တရုတ်နိုင်ငံကြီးရဲ့ အင်အားကြီးအောင်လုပ်နေတဲ့နိုင်ငံကြီးကကျွန်တော်တို့နိုင်ငံပဲတရုတ်နိုင်ငံကြီးရဲ့ technology ရဲ့သူတို့ရဲ့ wireless ကိုကြည့်ပါအောင်သူတို့ရဲ့အော်ရထားတွေကြည့်ပါအောင် bullet train တွေသူတို့လုပ်နေတယ်เนาะသူတို့ရဲ့ EV ကားတွေကြည့်ပါအောင်အဲ့ဒီကားတွေအဲ့ဒီ AI တွေအဲ့ဒီစိတ်ရုပ်တွေအဲ့ဒီရထားတွေဘာနဲ့လုပ်တာလဲမေရှားတတုနဲ့လုပ်တာအဲ့ဒီမေရှားတတုကတရုတ်ကဘယ်မှာသွားသွားယူတာလဲမြန်မာပြည်ကနေယူတာကွာ ဆိုမှန်တယ်တရုတ်မှာတော့ကဘာမှာမီရှဲတတုမအများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံတဲ့နိုင်ငံဆိုတော့ငင်းလို့မရဘူးတရုတ်မှာလည်းသူ့ဟာသူတို့ရှိတယ်ကွာသူ့နိုင်ငံမှာရှိပြီးသားထားတော့ရှိနေတယ်ကွာဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အုပ်စာကူတူကခဏခဏခူးယူနေတာကွာကျွန်တော်စလူရတဲ့ဘောကအဲခူးယူရဲဆိုတာကနော်ဟိုခေါင်းဆောင်တွေနဲ့တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ညှိနှိုင်းပြီးမှအတကုံယူသွားတာကျွန်တော်တို့ပြည်သူတွေအတွက်အကျူပါမှကိုမရှိခဲ့တာကျွန်တော်တို့နိုင်ငံရှိနေတဲ့မြေရှက်တတူအရာအားလုံး natural resources အရာအားလုံးသူကခူးယူသွားခဲ့တာဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရုတ်ကြီးရဲ့နော်ကြီးပွားချမ်းသာတူတက်ပြောင်းလဲတာမျိုးကိုကျွန်တော်တို့မြန်မာနိုင်ငံကပဲအကုန်လုံးထောက်ပံ့ပေးခဲ့တာဆိုတော့အခုကတော့ဘာပဲဖြစ်ဖြစ်နော်တရုတ်ကိုမြေခူးဆရာမလူတော့ပဲနဲ့ UK ရင်းကိုပဲတွားပြီးမှမေရှားတတုကိုမြေခူးတော့မယ်ဆိုပြီးမှ US နဲ့ UK ရင်းချဆိုင်ထူထတာဖြစ်တယ်ဒါကလုံးဝအကောင်းဆုံးတည်င်းလို့ကျွန်တော်တော့ခံယူမိတယ်မေလတရက်နေ့မှာအကောင်းဆုံးတည်င်းလို့ကျွန်တော်တော့တော့ခံယူမိတယ်ပေါ့နော်ဘာဖြစ်ဖြစ်ကျွန်တော်ဒီရက်နေ့ပဲရက်နားပြရစေကျွန်တော်ရဲ့ YouTube လေးကိုတဘောချမိတယ်ဆိုတော့ subscribe flow page အဖြစ်အားပေးလို့ရပါတယ် subscribe flow ပြီးသားပရိသတ်အားလုံးပုံပါလဲကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys i will see you soon take care god bless bye bye